မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါသည်ခင်ဗျာခဲမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးမြန်မာနိုင်ငံသူနိုင်ငံသားဆိုရတဲ့ဆိုင်မြန်မာနိုင်ငံသူနိုင်ငံသားဆိုတော့ကျွန်တော်မြန်မာနိုင်ငံထဲမှာလူမျိုးပေါင်းစုံဘာသာပေါင်းစုံရှိတယ်ဒါကြောင့်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားဆိုတော့မြန်မာတိုင်းနိုင်ငံလုံးအတိုင်းတာဒီပေါ့နော်အဲကျွန်တော်တို့လုပ်ငန်းသူမိတ်ဆွေတငယ်ချင်းတွေရှိုးလုံးတွေများစွာရှိတယ်ကျွန်တော်တို့ကကားရောင်းချတဲ့သူဖြစ်တဲ့အတွက်ကားရောင်းချတဲ့နယ်ပယ်မှာတငယ်ချင်းတွေများစွာရှိတယ်ဒါကြောင့်မလို့ကျွန်တော်စီးပွားသူမိတ်ဆွေတွေတငယ်ချင်းတွေအားလုံး စီးပွားရေးတွေကောင်းကြပါစေအရောင်းဝယ်တွေကောင်းကြပါစေအဲကျွန်တော်တငယ်ချင်းတွေမိတ်ဆွေတွေအားလုံးစီးပွားရေးတွေအဆင်ပြေကြပါစေလို့ဆုဆုမွန်ကောင်းတောင်းရင်းနဲ့အဲကျွန်တော်အခြားအခြားသောနယ်ပယ်မှာလည်းစီးပွားရေးတွေမှာကျွန်တော်မြန်မာတိုင်းနိုင်ငံလုံးအတိုင်းအတာအထိစီးပွားရေးနယ်ပယ်ပေါင်းစုံရှိတယ်နော်အဲအားလုံးအားလုံးစီးပွားရေးတွေကောင်းကြပါစေလို့ကျွန်တော်ကိုမိုးကားနုပညာကားဆေးဆန္ဒနေပြီးတော့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာအားလုံးအေဂျင့်နဲ့နေလေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဥစွာပထမနှုတ်ခွန်းဆက်သလိုက်ပါတယ်ကဲ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာနေစဒူဝနေ့စဉ်နေ့တိုင်းဖြတ်တန်းတဲ့ဘဝမှာကြော်လွန်ပြီးတော့မိမိဘဝမှာတိုးတက်အောင်မြင်ကြပါစေလို့ဆုမွန်အောင်တောင်းလိုက်ပါရစေနေစဒူဝကျွန်တော်တွေចောင်းသားចောင်းသားဆိုရင်နေ့စဉ်နေ့တိုင်းចောင်းတက်နေတဲ့အတွက်နေစဒူဝမနေ့ဆိုရင်ចောင်းသွားတယ်ညနေဆိုရင်ចောင်းပြန်လာတယ်ကျွန်တော်အလုပ်သမားတွေဆိုလည်းဒီတိုင်းပဲဝန်ထမ်းတွေဆိုလည်းဒီတိုင်းပဲကုမ္ပဏီဝန်ထမ်းတွေဆိုလည်းဒီတိုင်းပဲမနေ့ဆိုရင်ကျွန်တော်တို့အလုပ်ကိုသွားပြီးမနေ့9:00 10:00စသဖြင့်အလုပ်ကိုရောက်ပြီး ပြီးတော့ညနေကျလို့ရှိရင်6နာရီဆိုတာနဲ့အိမ်ပြန်လာရတယ်ဒီလိုပဲနေဆာဒူကကျွန်တော်ဖြတ်တန်းနေရရင်းဝေးလာရင်းဝေးစရာကောင်းတဲ့နေဆာဒူကနေ့စဉ်နေ့တိုင်းဖြတ်တန်းတဲ့ဘဝများမှကြော်လွန်ပြီးတော့မိမိဘဝကိုတိုးတက်အောင်မြင်အောင်တည်ဆောက်နိုင်ကြပါစေလို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးကိုစုမုံအောင်တောင်းလိုက်ပါတယ်ခင်ဗျာအဲကျွန်တော်တို့ကဒီလိုမျိုး top player တွေဘာကြောင့်ပြောလဲဆိုတော့ကျွန်တော်တို့ကိုယ်တိုင်ကနော်ကျွန်တော်တို့အသက်50ဝန်းကျင်ရောက်လာတဲ့အခါမှာကျွန်တော်တို့လူငယ်လေးတွေအတွက် ဘူဒ္ဓရတစုံတရာခြံခဲ့ပါစေရရှိပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်တို့တွေဒီဝိုင်းတွေကျွန်တော်တို့ဘီမြပင်ကားတွေရောင်းချပါစေเนาะကျွန်တော်တို့မိမိဘဝတွေရရတဲ့သင်ခန်းစာတွေကိုပြောပြပေးခြင်းအဖြစ်မိမိရဲ့ generation မှာမိမိရဲ့ကျွန်တော်တို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးခုမျိုးတိုးတက်စီရင်ယူရပြီးတော့ကျွန်တော်တို့ဒီလို topic လေးတွေကိုစီစဉ်တက်ဆက်နေတာဖြစ်ပါတယ်ခင်ဗျာဒီလို topic လေးတွေနဲ့တစ်ဆင့်အကျိုးတစ်စုံတရာရရှိကြပါစေလို့ရည်ရွယ်ပြီးတော့တင်ဆက်လိုက်ပါတယ်ခင်ဗျာကဲကျွန်တော်တို့က မိမိဝါသနာပါတာဘာပါလဲလူငယ်လေးဆိုလို့ရှိရင်မိမိဝါသနာလေးတွေကိုမိမိကစာပေပါတာလားဂီတပါတာလားအနုပညာပါတာလားအနှဲငယ်နေဆတူကနေ့စဉ်နေ့တိုင်းဖြတ်သန်းတဲ့ဘဝတွေကနေပြီးတော့တစ်ခုမဟုတ်တစ်ခုပြုလုပ်ပေးခြင်းအပြင်ကျွန်တော်တို့ကစာပေဆိုလို့ရှိရင်စာပေဝါသနာပါတယ်ဆိုရင်တစ်နေ့တစ်နေ့စာအုပ်တွေဖတ်မယ်စာနဲ့ပတ်သက်တာလေ့လာမယ်စာပေဂီတဂီတဆိုလို့ရှိရင်လည်းကျွန်တော်တို့နေဆတူကကျွန်တော်တို့အလုပ်သွားနေပေမဲ့ကျွန်တော်တို့မိမိဝါသနာပါတာလေးတွေကို ပြုလုပ်မယ်ဆိုရင်ဂီတမှာထူးချွန်ပြီးတော့အောင်မြင်နိုင်တယ်ဒီလိုပဲကျွန်တော်အားကစားတချို့ဆိုရင်ကျွန်တော်လိမ့်စတူကအလုတ်သွားနေနေနေ့စဉ်တိုင်းမနေ့အလုတ်သွားတယ်ညနေပြန်တယ်ဒီရီယာမှကျွန်တော်အချိန်လေးကိုဖဲ့ပြီးတော့ကျွန်တော်ပြုလုပ်မယ်ဆိုလို့ရှိရင်မိမိဝါသနာပါတဲ့အားကစားမှာထူးချွန်ကြမှာဖြစ်ပြီးတော့မိမိဘဝမှာလည်းဒီမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးလူငယ်လေးတွေအားလုံးခွင့်ပြုတိုးတက်ပြီးတော့ကျွန်တော်တို့ရဲ့လူမှုအဖွဲ့အစည်းခွင့်ပြုတိုးတက်အောင်မြင်စေမှာဖြစ်ပါတယ်လို့ပြောကြားလိုက်ပါတယ်ခင်ဗျာအဲကျွန်တော်တို့ကိုယ်တိုင်လည်းเนาะကျွန်တော်တို့ ဝါသနာပါတဲ့စာပေဆိုလို့ရှိရင်နိုင်ဝက်တော့ဖတ်တယ်နော်အဲပြီးတော့ကျွန်တော်တို့စာပေဖတ်ခြင်းအပြင်ကျွန်တော်တို့ရဲ့ဘုဒ္ဓတွေပုံမှုပြီးတော့ရှိလာတဲ့အတွက်ကျွန်တော်တို့အယောင်းဝယ်တွေမှာဒီကျွန်တော်တို့ရဲ့ knowledge တွေကိုထည့်ပြီးသုံးမယ်ပေါင်းတဲ့ဆက်ဆံတာမှာဘယ်လိုမျိုးပေါင်းတဲ့ဆက်ဆံတဲ့စာအုပ်တွေရှိတယ်အဲစာအုပ်တွေကိုဖတ်ခြင်းအပြင်ကျွန်တော်တို့ပုံမှုပြီးတော့ဉာဏ်ရည်ဉာဏ်တွေကောင်းလာပြီးတော့ပုံမှုပြီးတော့ကျွန်တော်ပေါင်းတဲ့ဆက်ဆံရေးတွေပိုကောင်းလာတဲ့စီးပွားရေးမှာလည်းဒီတိုင်းပဲစီးပွားရေးမှာလည်းကျွန်တော်တို့၄လာရတဲ့စာပေလေးတွေကိုကျွန်တော်ထည့်ပြီးတော့သုံးမယ်ဆိုရင်ပို့ပြီးတော့ သူမျိုးတိုးတက်နိုင်တယ်ဒါကိုလည်းပြောရင်းနဲ့ကျွန်တော်တို့လူငယ်လေးတွေဆိုရင်မိမိအလုတ်သွားတယ်အလုတ်ပြန်တယ်မနေ့ဆိုရတဲ့အလုတ်သွားညနေဆိုအလုတ်ပြန်တယ်ဘွားနေပြီးတော့မိမိဝါသနာပါတဲ့နိုင်ဝက်တန်စီတဏ္ဍာရီတန်စီကိုဖဲ့ပြီးတော့ကျွန်တော်တို့စာပေဂီတအမှုပညာအားကစားနယ်ပယ်မှာတစ်ခုခုမှာမိမိဝါသနာပါတဲ့အရာလေးတွေကိုနိုင်ဝက်တန်စီတဏ္ဍာရီလောက်เนาะကျွန်တော်လေ့လာခြင်းဖြင့်သူမျိုးတိုးတက်အောင်မြင်စေနိုင်တယ်ကျွန်တော်တို့ကိုယ်တိုင်လည်းဒီတိုင်းပဲကျွန်တော်တို့စာပေလေးတွေကိုကျွန်တော်တို့နိုင်ဝက်တန်စီလေ့လာတယ်အပြီးတော့အားကစားကျွန်တော်တို့ လူတိုင်းလူတိုင်းကကျွန်တော်တို့ကခန္ဓာကိုယ်နဲ့စိတ်နဲ့ဆက်ဆက်နေတာဒါကြောင့်မို့ကျွန်တော်တို့ခန္ဓာကိုယ်ကလည်းတိဆောက်ဖို့ကလိုအပ်တယ်ကျွန်တော်ခန္ဓာကိုယ်တက်တက်ကြွကြွရှိအောင်လို့ကျွန်တော်ဆိုရင်အားကစားတစ်နေ့ကိုနိုင်ဝက်ဝင်းကျင်လောက်မနေ့မိုးလင်းတာနဲ့ကျွန်တော်တို့ဆောက်ရွက်တယ်ပြီးတော့မှကျွန်တော်အလုပ်ထဲကိုဆင်းလာတယ်ကျွန်တော်တို့ fresh ဖြစ်နေတာပေါ့နော်ခန္ဓာကိုယ်ကအုံနောက်ညံညံတွေ့ရလဲပုံပုံကောင်းပုံပြီးတော့မိမိဘဝမှာမိမိရဲ့စီးပွားရေးတွေကိုပုံမျိုးတိုးတက်အောင်တိဆောက်နိုင်တဲ့ညီငွေတဲ့စိတ်ကလေး ျွန်တော်ပျောက်သွားပြီးတော့ကျွန်တော်တို့အလုပ်ထဲမှာပုံမိုးပြီးတော့စွိုင်းရင်ပြည့်ပြီးတော့ပြုတ်လုံနိုင်တာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ဒီနေ့ပြောသွားတဲ့အကြောင်းအရာလေးကနေပြီးတော့နေစာဒူဝနေ့စဉ်နေ့တိုင်းဖြတ်သန်းတဲ့ဘဝကြီးဝေးစရာကောင်းတဲ့ဘဝကနေကြော်လွန်ပြီးတော့မိမိဝါသနာပါတဲ့စာပေဒီတအမှုပညာအားကစားနေပယ်တစ်ခုခုမှာကျွန်တော်နိုင်ဝတ်တန်စီတနအီတန်စီကိုကျွန်တော်ဖြည့်ဆွက်ပြီးတော့သင်တန်းတွေတက်မယ်နော်စပီကင်သင်တန်းတွေတက်မယ်ကွန်ပျူတာသင်မယ်စသဖြင့်အခုလိုမျိုးကျွန်တော်တို့ အာ digital kit လို့ပြောတယ်နော် digital kit မှာကျွန်တော်တို့ကြီးပညာတွေမြင်မလာတဲ့ ID kit ကြီးမှာကျွန်တော်တို့ဖွံ့ဖြိုးတိုးတက်အောင်မြင်အောင်လို့မိမိကျွန်တော်တို့ ਨੇ ပယ်ပေါ့လူမှုဖွဲ့စည်းမှာကျွန်တော်မြန်မာနိုင်ငံမြန်မာနိုင်ငံသားလူငယ်လေးတွေဖွံ့ဖြိုးတိုးတက်မှာမြန်မာနိုင်ငံဒီတိုးတက်အောင်မြင်မှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့လူမှုဖွဲ့စည်းဖွံ့ဖြိုးတိုးတက်အောင်မြင်အောင်လို့အစိုးရစုံတွေအားနဲ့ကျွန်တော်တို့အထောက်ပံ့ဖြစ်ပါစေဆိုပြီးတော့ကျွန်တော်ဒီ vlog လေးညာနေပြီးတော့ဆက်လိုက်ပါတယ်ခင်ဗျာအားလုံး မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအလုံးတိုးတက်အောင်မြင်ကြပါစေလူငယ်လေးတွေဖွံ့ဖြိုးတိုးတက်အောင်မြင်ကြပါစေလို့ဆုမွန်အောင်တောင်းရင်းနဲ့နောက်ထပ်နောက်ထပ်ဗီဒီယိုတွေမှာပုံမကားနုပညာနဲ့ပြန်လည်ဆုံတွေ့ကြမယ်ကျွန်တော်တို့ပုံမကားနုပညာစီမှာကားလေးတွေများစွာကိုတနေရာထဲမှာချစ်ရှုဝဲယူခြင်းနဲ့ဆိုတော့ကျွန်တော်စံပြသေးပြီးတော့စတာဆင်းလိုက်တာနဲ့ကျွန်တော်ပုံမကားနုပညာကားစစ်စင်တာကိုရောက်ရှိမှာဖြစ်ပါတယ်ဒီမှာလာရောက်ပြီးတော့ချစ်ရှုဝဲယူနိုင်ပါတယ်ဆိုတော့ပြောကြရင်အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာအားလုံးသင်လန်းချမ်းမြေ့ကြပါပြီအားလုံး